အားလုံးမင်္ဂလာပါရှင်။ကျွန်မဒီတစ်ခေါက်ဆက်လက်ပြီးတင်ဆက်ပေးချင်တာကတော့ဆရာကြီးလူထုဦးလာရဲ့မနီးတဲ့ဘဝခရီးဆိုတဲ့ဝတ္ထုလေးပဲဖြစ်ပါရဲ့ရှင်။လိုက်ပါခန်းစားနားဆင်ပေးကြပါဦးရှင်။ဖဲရိုက်လို့စိန်အောင်ရှုံးနေရင်ဘယ်တော့မှအေးအေးဆေးဆေးမဖြစ်ဘူး။ဘယ်သူကလိန်လို့ရှုံးရတယ်။ငါ့ကိုလိန်ပြီးဖဲရိုက်တာ။ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့တောင်းကျမ်းလာပြီးရင်ဖြစ်တတ်တယ်။ဒီလိုအခါမှာဘေးကလူတွေကဆွဲရလွဲရနဲ့ဒုက္ခဖြစ်ရတယ်။ အများကတော့စိတ်အောင်းဆိုတဲ့အကောင်ဟာဘာမှမဟုတ်ဘူးမုလောက်စရာမရှိဘူးဆိုပြီးချမ်းသာပေးထားတာပဲဒါကိုစိတ်အောင်းကမသိဘူးတချိန်ကတော့တဲ့ကရလို့ကလာဖိုးခွေစုဆောင်းထားခဲ့တဲ့အိမ်တွင်းပစ္စည်းတွေလည်းဘာမှမရှိတော့ဘူးကုန်ပြီအိုးခွက်ပကံကြောင်ကောင်းကောင်းမကျန်တော့ဘူးဒီအခြေအနေရောက်တာတော့စိတ်အောင်းကတော့တေတုံးပေတုံးပဲတနေ့မှရွာမြောက်ပိုင်းကအတုပအိမ်ကိုမနဲ့ကလေးကစိတ်အောင်းထွက်သွားတယ်တနေ့လုံးပြန်မလာဘူး မခင်မြက်ကနေဆောင်လို့မုံထွန်းတင်အလုတ်ကပြန်ရောက်တော့ကိုထွန်းတင်ကိုစိန်အောင်အတုဘအိမ်သွားနေတာမနဲ့ကလေးကအခုဒီပြန်မလာသေးဘူးတစိမ့်လိုက်ကြည့်ပေးပါဦးလို့စီပြောတယ်ဒီလိုစီပြောတော့မုံထွန်းတင်ဟာအိမ်ပေါ်ကိုမတက်တော့ဘဲအတုဘအိမ်ကိုဆက်ပြီးရှောက်သွားရောအတုဘအိမ်ရောက်တော့နောက်ဖေးတိုးဆံမှာဝိုင်းဖြစ်နေတဲ့ကြားထာနဲ့စိန်အောင်အဲ့ဒီဝိုင်းမှာအမှန်ရှိနေမှာပဲလို့တွက်ပြီးတိုးဆက်သေးကိုဝင်သွားတယ်ဝိုင်းဖြစ်နေတဲ့နေရာကိုရောက်တာနဲ့ စိတ်အောင်ဆဲတဲ့နဲ့အတူစိတ်အောင်ကသူ့ရှေ့မှာထိုင်နေတဲ့သူရဲ့ခေါင်းကိုပလင်းနဲ့တအားလွှဲရိုက်လိုက်လို့ခံရသူကပုံရက်သားလဲကျသွားတာရဲ့။သွေးတွေမြင်မကောင်းအောင်အိုင်ထွန်းသွားတာရဲ့။မိကလူ၄၅ယောက်ကစိတ်အောင်ကိုဖမ်းချုပ်ထားလိုက်ကြတာရဲ့ကို တစ်စက်တည်းမြင်လိုက်ရတယ်။ထိုးသားပြီးရောကြည်နေတဲ့သူတွေရောခိုးပြေးဒီလွားနဲ့ရုပ်ရုပ်သေးသေးဖြစ်ကုန်ပြီးချက်ချင်းဆိုသလိုအတူပါအိမ်ပေါ်မှာရှိနေတဲ့ ကိုရွာအုပ်တကြီးဥဖုံးမဲ့သူ့ရဲ့လူတွေနဲ့ရောက်လာတာပဲ။ဘာလို့ရမမသိပဲရက်ကြည့်နေတဲ့မောင်ထွန်းတင်ကိုတွေ့တော့တကြီးဥဖုံးမဲ့ကမောင်ထွန်းတင်မင်းမြင်တဲ့အတိုင်းပဲမင်းကိုတော့အာနာပါရဲ့ဥတောင်းပန်နေတာကြားလာပြီပဲ။တောင်းပန်နေတဲ့ကြားရဲကဒီအထိလှုပ်လာတော့စိတ်အောင်မားတယ်။ဒီကိစ္စဟာဖုံးပွေလို့ရတဲ့ကိစ္စမျိုးမဟုတ်ဘူး။မင်းခွင့်ပြုတော့ကွာလို့ပြောပြီးသူ့နောက်ကပါလာတဲ့သူတွေကိုစိတ်အောင်ကိုလက်ပြန်ကျုပ်တုတ်ခိုင်းပြီး လေတစင်းကိုပါအပြင်ခိုင်းလိုက်တယ်။ကန်းနာကိုလေကြီးရောက်လာတော့ပလင်းနဲ့အရိုက်ခံထားရကြတဲ့ကစကားမေးမရတော့တဲ့လူနာရောစိန်အောင်ရောတကြီးနဲ့သူ့လူတွေကစက်ပတ်ပြီးလေပေါ်ကိုတင်ကြတယ်။ပြီးတော့မထောက်ဖက်ကိုလောပြေးထွက်သွားကြရောမောင်ထွန်းတင်အိမ်ကိုပြန်ရောက်လာတဲ့အချိန်မှာစိန်အောင်ရဲ့တတင်းကိုကြားပြီးပြီဖြစ်လို့မခင်မြင့်အပုတ်သေးဖြစ်နေပြီ။ဒါကြောင့်အိမ်ကိုပြန်ရောက်ရောက်ချင်းမခင်မြင့်ကိုချော့မုံအပြေးရပြန်နေ။မခင်မြင့်ကတော့ လူတယောက်ကိုရိုက်တက်လိုက်တဲ့လူဟာတေစားတေရမှာပဲသူ့ခင်ပွန်းတော့မပြန်လန်းကိုသွားပြီလို့တွက်ဆမိတယ်။ဘာမှပူမနေဘူး။စိန်အောင်ပြန်မလာနိုင်သေးပေမဲ့ခါတိုင်းလိုသူပဲလုတ်ကင်ရှာဖွေကျွေးသွားပါမယ်လို့အပူတေစိတ်ချမ်းသာအောင်မောင်တွန်းတင်ကနှစ်သိမ့်တယ်။ဒီလိုပြုံးရင်ဆိုရင်လည်းမိုးချုပ်ခါနီလာတော့မောင်တွန်းတင်ကတခုခုကိုတတိယတာနဲ့အခုအတော်အတွင်းမှာမခင်မြင့်တို့အမိအိမ်ကိုခဏပြန်နေရင်မကောင်းဘူးလားလို့အကြံပေးတယ်။ဒီတော့မခင်မြင့်က မဖြစ်ပါဘူးကိုထွန်းတင်ရင်ကျမတခါကပြောခဲ့ပကုန်းအမေကငါတင်ရင်လဲမလာနဲ့ညတင်ရင်လဲငါမလာဘူးလို့ပြောထားတယ်ကျမမပြန်ရဲဘူးပြန်လဲမပြန်ချင်ဘူးလို့မျက်ရည်ဆန်းဆန်းနဲ့ပြန်ပြောတယ်ဒီတော့မခင်မြင့်ကိုကြည့်ပြီးမောင်ထွန်းတင်တနာနေတယ်အသက်ငယ်တဲ့အရွယ်မှာတရွာလုံးရဲ့အော့ကျော်လန်စိန်အောင်နဲ့ချစ်မိလို့မိဘကတေခမ်းပြက်စွန့်ပစ်ထားတာခံရတဲ့မခင်မြင့်ရဲ့ဘဝကိုသူတွေးပြီးစိတ်မကောင်းဖြစ်နေတယ် စိန်အောင်မရှိတဲ့နောက်ဒီအင်္ဂလိပ်မှာမခင်မြင့်နဲ့အတူတူနေလို့မတော်ဘူးအများကတမျိုးတမျိုးပြောကြလိမ့်မယ်ဆိုတော့ကိုပါသူတွေးမိတယ်ဒါကြောင့်မခင်မြင့်မိုးလဲချုပ်ပြီးအင်းထဲမှာအလုပ်တွေကျန်နေသေးတယ်ပြန်သွားလိုက်အောင်မေညတယောက်ထဲမှာအိတ်ရဲရင်အိမ်နာကဒေါ်လော်ကြီးကိုခေါ်အိတ်ပေါ်လို့ပြောပြီးအိမ်ပေါ်ကဆင်းသွားရော မခင်မြင့်ကကိုထွန်းတင်ထမင်းမှမစားရသေးပဲထမင်းစားပြီးမှသွားပါလို့ခေါ်ပေးမဲ့သူလှဲ့မကြည့်တော့ဘူးမောင်ထွန်းတင်အိမ်ကိုမပြန်မဲ့ င်းထဲမှနေတာခုနှစ်ရက်တစ်ပတ်လောက်ကြာတော့ဒီရက်တွေမှာမခင်မြတ်တယောက်ထဲဘယ်ကလောက်အားငယ်နေလိမ့်မလဲလို့စဉ်းစားမိတယ်။ဒါနဲ့အင်းသူကြီးစီကသူရစရာရှိတဲ့ငွေ၆ချက်ကိုတောင်းယူပြီးအိမ်ကိုပြန်ခဲ့တယ်။လက်စင်ရှင်းပြနေကြငွေတွေကစိတ်အောင်ရဲ့ဖေးချွေးများကိုခွဲစက်နေရလို့ဒီလမှာသူ့အတွက်၆ချက်သားရခဲ့တယ်။ငွေ၆ချက်ကိုကင်ပြီးဒီငွေနဲ့လာမဲ့တစ်လောက်လုံးတော့မခင်မြတ်လောက်အောင်ဘယ်လိုလုပ်ပြီးစားမလဲလို့လေတွေးလာတယ်။ မပြက်လန်းကိုသွားပြီဖြစ်တဲ့စိတ်အောင်ရဲ့အကြောင်းကိုမတွေးတော့ဘူးသူဘာမှလည်းမတတ်နိုင်ဘူးလိုက်စရာငွေလည်းမရှိဘူးဘာမှလည်းမလုပ်တတ်ဘူးအိမ်မှာတယောက်တည်းအားငယ်နေမဲ့မခင်မြင့်အကြောင်းသာတွေးပြီးလျှောက်လာရင်လမ်းတစ်ဝက်ကျတော့စစ်တောင်းမြေတစ်ဖက်ကန်းဂျောင်းတာရွာကဖုန်ကြီးပြန်ကိုသွားတည်ရတယ်ဖုန်ကြီးပြန်မှာဥရပြက်ဇက်ပွဲရှိတယ်လို့သူကြားတယ်ဇက်ပွဲဆိုလို့အခုအသက်အရွယ်အထိတစ်ခါမှသူမကြည့်ဖူးသေးတာနဲ့အိမ်ရောက်ပြီးရင် ီငွေချုပ်ချက်နဲ့ဇက်ပွဲသွားကြည့်ရရင်ကောင်းမလားမခင်မြင့်လိုက်ရင်လည်းခေါ်သွားမယ်တလှလုံးစားဖို့ဒီချုပ်ချက်လောက်နဲ့လည်းလောက်မှာမဟုတ်မဲ့အတူတူအင်းတကြီးစီကတလှစားကြိုတင်တောင်းယူထားမယ်လို့ဆုံးဖြတ်လိုက်တယ်ဒီဆုံးဖြတ်ချက်ချပြီးတဲ့နောက်သူ့ကိုဟာပေါ့ပေါ့ပါပါဖြစ်သွားတာပဲအင်ကိုရောက်ရောက်ချင်းမခင်မြင့်ကိုခေါ်ကြည့်တယ်ခေါ်တန်းချလို့အခန်းထဲကကပူကယူနဲ့ထွက်လာတဲ့မခင်မြင့်ကိုမြင်လိုက်ရတဲ့အခါမှာသူ့ရင်ထဲတမျိုးကြီးဖြစ်သွားတယ်မခင်မြင့် မူနေပါကလားမခင်မြင့်ရှိမောင်ဝင်ရလိုက်ပြီးမငိုပါနဲ့မခင်မြင့်ရကျုပ်တတိပေးခဲ့ပြီးမဟုတ်လားဒီလောကမှာကျုပ်တန်ရုံးစင်တွေ့တာဆရာဆိုလို့မခင်မြင့်တယောက်သေးပဲရှိတော့ပါပဲတိတ်ပါမူမနေပါနဲ့လို့ဂယုနာအပြည့်နဲ့ပြောလိုက်တယ်ဒီတော့မခင်မြင့်ကမောင်ထွန်းတင်ရဲ့မျက်နှာကိုပေါ့ချိပြီးတကယ်လားကိုထွန်းတင်ရဲ့လို့အားငယ်အားကိုတန်တဲ့အတူငူရာကလေးရှိုက်ပြီးပြန်မေးတယ် မခင်မြင့်ရဲ့ရှိုက်တန်တဲ့အတူတနာစရာမျက်နှာဟာမောင်ထွန်းတင်ရဲ့နှလုံးသားကိုဝိတ်ရမ်းလိုက်တယ်လို့ဖြစ်သွားပြီမခင်မြင့်ကဆက်ပြီးကိုထွန်းတင်အင်ကိုပြန်မလာတော့တခါတည်းမလာတော့ဘူးလားလို့အခုတခါပြန်သွားရင်ဘလို့ကြာမှပြန်လာမှာလေလို့စင်ပေးမေးပြန်တယ်ဒီတော့မောင်ထွန်းတင်ကအတူတူနေတော့သူတပါးကဲ့ရဲ့မှာကြောင့်မလာတာပါအခုတော့မသွားတော့ပါဘူးမခင်မြင့်အားငယ်နေတယ်မဟုတ်လား မခင်မြင့်ကိုတနာတယ်။အခုလဲစိတ်ပြေလက်ပြောက်ဂျောင်းတာခုံကြီးပြန်မမခင်မြင့်နဲ့ဇက်ပွဲသွားကြည့်မယ်။လိုက်မယ်မဟုတ်လား။လို့ကျင်ကျင်နာနာနဲ့ပြေးလိုက်တယ်။ဒီလိုပြောလိုက်တော့မခင်မြင့်မျက်နှာဟာလန်းလာပြီးကိုထွန်းတင်ခေါ်ရင်လိုက်ပါပေါ့။ကိုထွန်းတင်နဲ့သာသွားရရင်ဘယ်ကို သွားရသွားရလိုက်ပါပဲလို့ပြန်ပြောတယ်။မောင်ထွန်းတင်ကလည်းဒီလာတော့စိတ်အောင်နောက်ဆုံးနှိမ့်ဆက်သွားလို့ငွေချုပ်ချက်ပေးကြံတော့လေ။ ဒီ၆ချက်နဲ့ပဲဖြစ်တယ်လို့တုံးကြတာပေါ့ကျုပ်အင်းတကြီးစီကတလှစာကြိုတင်ယူထားပါမယ်လို့သူ့မှာငွေ၆ချက်ထဲရှိပေမဲ့အာမငေဖို့ပြောတယ်ဒီတော့မခင်မြင့်ကပူမနေပါနဲ့ကိုထွန်းတင်ကျမစုထားတာငွေ63ချက်ရှိပါသေးတယ်လို့ပြန်ပြောတယ်ဒီစကားကိုကြားလိုက်တော့မောင်ထွန်းတင်အင်မတန်အံ့ဩသွားပြီးဟင်ဟုတ်လားလို့သူ့ပါဇက်ကစကားတစ်လုံးလေးထွက်လာနိုင်တယ် မခင်မြင့်ကိုစိတ်အောင်နှိမ့်စက်တာတွေသူအားလုံးသိတယ်မဟုတ်လားပွဲမကြည့်ဘူးတဲ့မောင်ထွန်းတင်ဟာပွဲနယ်ကောင်လူတွေကြားထဲမှာမပြုတ်မပြင်းပဲလှနေတဲ့မခင်မြင့်နဲ့ပူပူကက်ကက်ထိုင်ပြီးကြည်နေရတာကိုသူ့တက်တက်မှာ စိတ်အချမ်းသာဆုံးအပြုံဆုံးလို့ထင်မိတယ်မခင်မြင့်အနာကမခွာပဲအခုလိုအမြင်နေရရင်သူ့ဘဝဟာဘယ်ကလောက်စိတ်ချမ်းမြေ့နိုင်မလဲလို့တွေးနေမိတယ်မခင်မြင့်ရဲ့မျက်နှာကလေးကိုလည်းကြည့်လို့အမရသလိုမဝသလိုပဲ သူ့တက်တက်မှာမိမတယောက်နဲ့တခါမှရင်ရင်နေနေပူပူကက်ကက်မနေဘူးဘူးတေတော့မခင်မြင့်ရဲ့အတွေ့ကသူ့ကိုအကြီးအကျယ်ဖန်ဆားပြီလေမခင်မြင့်လက်ကလေးကိုအပအုပ်ပြီးကင်ပေးလိုက်တဲ့အခါမခင်မြင့်ကသူ့ကိုပြန်ပြီးပြုံပြုံကြီးကြည့်နေလိုက်တယ်ဒီအခါသူ့အသေးနှလုံးဟာအေးချမ်းပြီးအချစ်ဆိုတာဒါပါလားလို့သဘောပေါက်လာတယ်သူ့ကိုယ်သူအင်မတန်ကံကောင်းတဲ့လူလို့လဲထင်လိုက်တယ် တသက်လုံးဆင်းရဲဒုက္ခမျိုးစုံအောင်ခံခဲ့ရတဲ့သူ့ဘဝဟာမခင်မြင့်ရဲ့ချစ်ရကိုခိုလုံရမှအေးမြတော့မှာပါကလားလို့လဲတွေးမိပြန်တယ်။တသက်လုံးမခင်မြင့်ကိုရှာဖွေလှုပ်ကြွေးပြီးသူ့ကိုယ်ကိုမခင်မြင့်အပေါ်ပုံအပ်လိုက်ပါတော့မယ်လို့လဲဆုံးဖြတ်လိုက်တယ်။မောင်ထွန်းတင်တဲ့မခင်မြင့်တို့ပူပူကက်ကက်ပွဲထိုင်ကြည့်နေကြတာကိုဒုံစည်းရဲ့ရွာကပွဲလာကြည့်ကြတဲ့ရွာသူရွာသားတွေက မြင်နေသူတို့နှစ်ယောက်ကလည်းအဲ့ဒီလူတွေကိုတွေ့တယ် ဒါပေမဲ့ဒီလူတွေသာမကဒီအချိန်မှာမောင်းထွန်းတင်ကတော့လောကကြီးတစ်ခုလုံးကိုပါဂရုမစိုက်ပါဘူးမင်းမိနဲ့မင်းသားကတစ္ဆာထားနှစ်ပါးသောတခြင်းတွေကိုတကြော့စီစုံနေကြတဲ့အခါတခြင်းတွေကအချစ်ကြောင့်အဖွဲအနှွယ်ကလေးတွေပါတဲ့အပိုက်ကိုကြားရိုင်းမောင်းထွန်းတင်ကမခင်မြက်ရဲ့မျက်နှာကလေးကိုလှန့်လှန့်ကြည့်တယ်မခင်မြက်ကလည်းသူ့ကိုရွှ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  နှစ်ယောက်သားတစ်ယောက်မျက်နှာကိုတစ်ယောက်ချပြီးရေးကြတယ်။မောင်ထွန်းတင်ရဲ့ဘဝတစ်လျှောက်လုံးမှာဒီညဟာအပျော်ဆုံးညစိတ်အချမ်းသာဆုံးညပဲ။ညဥပိုင်းကမြူးမြူးကြွကြွနဲ့ကနေခုံနေကြတဲ့မင်းသမီးနဲ့မင်းသားဟာအလင်းဖက်နေလာတော့လွမ်းခမ်း၊ဆွေးခမ်း၊ငိုခမ်းတွေကို ကပြလာကြတယ်။ဒီစိတ်မချမ်းသာစရာကကွက်ပြက်ကွက်နဲ့သောတဲ့ငိုတံတွေကိုတော့မောင်ထွန်းတင်ကမကြည့်ချင်ဘူးသူ့တက်တက်မှာဒီအခမ်းမျိုးကို သူကိုယ်တိုင်ကခဲ့ရလို့ညီငွေနေပြီမခင်မြက်ကလည်းဒါမျိုးကိုကြည့်ချင်ဟမတူဘူးဒါနဲ့သူတို့နှစ်ယောက်ဟာပွဲစည်းရန်ကိုထွက်လာကြပြီးမုတ်ဟင်းခါဆိုင်တဆိုင်မှာဝင်ထိုင်လိုက်ကြတယ်ဒီအချိန်မှာသူတို့ဟာခါတိုင်းလိုမဟုတ်ပဲတရက်ကိုတရက်အကျဉ်းနာတွေစေတနာတွေနဲ့ကျွေးနေစားနေကြတယ်လေမုတ်ဟင်းခါစားပြီးကြတော့ပွဲကင်းတဲ့ခတ်ဝေးဝေးမောင်ရိပ်သေးကိုတပုတ်တပါသွားဖို့ရောက်ကြပြန်နေလူသူကင်းတဲ့မောင်ရိပ်ကိုရောက်တာနဲ့ မောင်ထွန်းတင်ဟာသူ့ချစ်စိတ်ကိုမမျိုးသိမ့်နိုင်တော့ပဲမခင်မြင့်ရဲ့ခါကိုအသာဖက်လိုက်ကပေါမမှုကလေးကိုအားရပါရနန်းတော့ရယ်မခင်မြစ်ကလည်းမောင်ထွန်းတင်ကိုတင်းတင်းကျပ်ကျပ်ကြီးပြန်ဖက်လိုက်တယ်ပြီးတော့တသက်မမေ့နိုင်လောက်တဲ့ချစ်စရာစကားကလေးတွေကိုမခင်မြင့်ရောမောင်ထွန်းတင်ပါတွတ်တွတ်နဲ့ပြုံးနေကြရယ်လူသူမရောက်တဲ့အမောင်လေးမှာဘယ်ကလောက်ချသွားတယ်မသိအရှိကရောင်နေတက်လာမှ ဒီနေရာခခွာပြီးရွာကိုပြန်ဖို့ကုတုစိတ်ကိုလက်ချင်းတွဲပြီးဆင်လာကြတယ်။လက်ကိုလွတ်တော့ကိုထွန်းတင်သူများတွေမြင်လိုက်မယ်။ဟုတ်ပါရဲ့မခင်ကြီး။သူများတွေများမြင်သွားပြီလားပဲ။အိုးကွာမြင်သွားကောအရေးစိုက်စရာလား။လေကလေးပေါ်တက်ခါနီးမှလက်တွဲဖြုတ်လိုက်ကြတယ်။အင်ကလေးကိုပြန်ရောက်ကြတော့သူတို့ကိုသူတို့အသက်ဆက်ဆက်ဇနီးမောင်နဲ့အဖြစ်နဲ့ပျော်ပျော်ရွှင်ရွှင်မနှက်စားချက်ပြုတ်စားကြတယ်။ စားတောက်ပြီးတော့ပွဲကအိပ်ရေးပြက်ခဲ့တာမို့ဖြာဆုပ်ကလေးပုံမှာ အတူရှင်တွေ့ပြီးအိတ်လိုက်ကြရောမိုးချုံလို့အပြူရောထွက်ချင်ရောက်တော့သူတို့နှစ်ယောက်ဂျောင်းတာဖုံးကြီးပြန်ပွဲခင်းတဲ့ကိုပြန်ရောက်နေချက်ပြင်ပြီးချစ်ဆခင်ဆဇနီးမုံနှန်းတို့ရဲ့တဘာဝအတိုင်းတူးကိုတူးကျင်နာဟုတ်ရတဲ့အမှုအရာတွေနဲ့ပွဲစည်းရမ်းမှာစုံတွဲခုံရင်မခင်မြက်ကတူလိုတဲ့ဘီကလေး ခြေသည့်ကလေးစတဲ့အတုံးဆောင်ကလေးတွေကိုစိုက်တဆိုင်မှာဝယ်နေတော့လူ၃လယောက်ကသူတို့နှစ်ယောက်ကြားရဲကိုဝင်တူးပြီးလူချင်းကွဲသွားအောင်လှုပ်လိုက်တယ်။လူချင်းကွဲသွားတာနဲ့ဘယ်အချိန်ကလေးကစောင့်နေမှမသိတဲ့မခင်မြင့်ရဲ့အမေကမခင်မြင့်စပင်ကိုဝင်ဆွဲပြီးဟဲ့မခင်မြင့်ရဲ့နေလင်းတယောက်နဲ့ကွဲရတာ၃လရဲ့ရှိသေးတယ်ဟဲ့လင်းအပြောင်းအလဲကမျက်လာကြည်လားဟဲ့ငါရှက်လာကြည်ရဲ့ခွေးမရဲ့ ဘယ်သူ့လက်ညှိုးအထိုးမှာငါတက်တက်လုံးမခံရဘဲနဲ့နေ့အတွက်ငါရှက်လာကြီးရဲ့ငါသေတော့မယ်မိခင်မြင့်ရဲ့လို့အော်ဟစ်ပြီးငိုလဲငိုပြောလဲပြောရင်မခင်မြင့်ကိုစပင်အရင်ကကင်ပြီးဆွဲခေါ်သွားရုံမခင်မြင့်နဲ့မောင်ထွန်းတင်ကိုလူချင်းကွဲသွားအောင် ဝင်တိုးလိုက်တဲ့လူ၃လေးယောက်အပြင်မခင်မြင့်ရဲ့အမေနဲ့အတူပါလာတဲ့သူ့ဆွေမျိုးတွေပါအနောက်ကတစုတဝေးကြီးလိုက်သွားကြတယ်ဒီအဖြစ်ကြောင့် ပွေးစည်းတဲ့တစ်ခုလုံးရုပ်ရုပ်သေးသေးဖြစ်သွားတာပဲမောင်ထွန်းတင်ကတော့သူ့ရောက်နေတဲ့ဆိုင်ရှိကတဖဝါမှမရွှေဘူးရှက်ပြီးကြည်နေတယ်သူ့အမေနဲ့ဆွေမျိုးတွေလက်ထဲမခင်မြင့်ပါသွားလို့လေနှစ်ကွက်လောက်လွန်သွားမှမောင်ထွန်းတင်ဟာရက်နေရကအသက်ဝင်လာပြီးရင်ကိုကော့ကဒီလူတို့ရဲ့အနောက်ကိုခြေလန်းအခြေကြီးနဲ့လှိုက်သွားတယ်သူ့လှိုက်သွားလို့လေတစ်ကွက်လောက်ရောက်တော့သူ့ရှိကလူစုဟာညကန်တာယူဘေးကဂိုင်းတိုရဲကိုဝင်သွားကြပြီး ဂိုင်းတိုးတဲ့ကောင်အမောင်လေးကိုရောက်သွားတဲ့လူစုကိုမျက်ခြေပြတ်သွားမှဆိုတာနဲ့အပြေးအလွားလှိုက်သွားတဲ့အခါသူ့လိုက်လာမန်းသိလို့ရက်ဆောင်နေတဲ့တာယိုးဘော်ကလူကဟေးအနောက်ကလိုက်လာတာဘယ်သူလဲလို့စီးမိတယ်။ငါထုံးတင်กว่าမင်းကဘာလို့ဖို့လိုက်လာရတာလဲ။သွေးချင်းလဲမလို့ဟေးလို့အော်ပြီးသူ့ကိုမေးတဲ့လူစီကိုပြေးဝင်ပြီးလက်ထဲကဓာတ်ကိုအတင်းလှူတော့တာပဲ။စောင့်နေတဲ့ဓာတ်နဲ့လူဟာ ဓာတ်နဲ့ခုတ်ဖို့အချိန်မရလိုက်ဘူးဝင်အပူးခံလိုက်ရတာနဲ့ဓာတ်လွင့်သွားပြီးနှစ်ယောက်စလုံးတာယူပေါ်ကစစ်တောင်းမြစ်ထဲကိုလှိတ်ကျသွားရောအာအင်ဘလာချင်းတူညီနေကြတဲ့လူနှစ်ယောက်မို့စစ်တောင်းမြစ်ထဲမှာသဲသဲမဲမဲတက်နေကြတယ်တူဦးကတူဦးရဲ့မျက်ခွက်ကို လက်သီးနဲ့ထိုးလိုက်အတင်းဝင်ပူပြီးရေထဲဆွဲနှစ်လိုက် ပြန်ပေါ်လာလိုက် တူဦးကပြန်လဲထိုးနှစ်လိုက်ရေထဲဆွဲနှစ်လိုက်နဲ့ဘာတပြန်ကြားတပြန်အတိတက်နေကြတာပဲ မောင်ထွန်းတင်ဟာအချစ်ကြောင့်အသက်ကိုစွန်ပြီးသားသေလဲမထူးတဲ့လူအဖြစ်နဲ့စကုတ်ချခဲတတ်တယ်။တစ်ဖက်လူကတော့ခိုင်းလို့သာလောက်ရတဲ့သူတကယ်တမ်းအသက်အသေးမခံရတဲ့သူဖြစ်တာကြောင့်ဒီလိုလုံထွေးတပ်ပုံတွေတော့သူလက်ရည်နှိမ်တော့မေးလို့ထင်တာနဲ့ကိုထွန်းတင်ရရှစ်ခိုးပါရဲ့ကျွန်တော်အရှုံးပေးပါပြီကျွန်တော်အသက်ကိုချမ်းသာပေးပါလို့အရှုံးပေးတောင်းပန်တော့တာပဲဒီတော့မောင်ထွန်းတင်ကလှုပ်ပေးလိုက်ပြီးမင်းမင်းမျက်မှတ်ထား ွန်းတင်ငါတက်တိကိုဒုံစည်းရဲ့ရွာမှာမကြောက်တင်သွားမယ်လို့ပြောပြီးကမ်ပါဘော်ကိုတက်ခဲ့တယ်။ကမ်ပါဆောက်ကြီးဘော်ကိုမောမောပန်းပန်းနဲ့တက်ခဲ့ပြီးဟိုဟိုတီတီမျောချစ်ပြီးမယ်မခင်မြင့်ကိုခေါ်သွားတဲ့သူတွေကိုမမြင်ရတော့ဘူး။သူတို့ရေထဲမှာတက်နေကြတော့လူစုခွဲပြီးပြေးကုန်ကြပြီလို့မောင်ထွန်းတင်တွက်လိုက်တယ်။နောက်ဘလို့လိုက်ရင်ကောင်းမလဲလို့ရက်ပြီးစဉ်းစားတဲ့အခါမခင်မြင့်ရဲ့အမေအင်ကိုလိုက်မပေးလို့အဖြစ်ပေါ်လာတာနဲ့ကုရုစိတ်ကိုသွားပြီး ကုတို့လေးနဲ့ကူးနေရင်ကြာနေမယ်။မြစ်ကိုဖြတ်ကူမှပဲဆိုပြီးမြစ်ထဲပြင်ဆင်မယ်အလို့သူ့ရှိမှဖြူဖြူလှက်လှက်အရာတစ်ခုကိုမျက်နှာနဲ့ကုန်းကောက်လိုက်တယ်။သူကောက်မိတာကတော့မကြာသေးခင်ကသူ့ကိုစီးခုံမဲ့ဓာသမားလက်ထဲကလွင့်ထွက်သွားတဲ့ဓာပဲ။လက်နဲ့ရတော့တအားတက်သွားတယ်။ဒါနဲ့ဓာကိုပါးစပ်နဲ့ကိုက်ပြီးစစ်တောင်းမြစ်တစ်ဖက်ကန်းကိုလှက်ပြကူးသွားရော။ဒုံစီရွာဖက်ကိုတက်မိတော့ မခင်မြင့်တို့အမေအိမ်ဖက်ကိုအမြန်ဆုံးရောက်အောင်သွားတယ်။ဒါပေမဲ့အိမ်ထဲမှာလူတယောက်မှမရှိဘူး။ဓာတ်တလက်နဲ့ရွာတွေကမခင်မြင့်ရှိမဲ့ထင်တဲ့အိမ်တွေကိုနှံ့အောင်ရှာတယ်။မတွေ့တဲ့အခါဂျောင်းတာရွာဖက်ကိုပြန်ကူးပြီးဂျောင်းတာရွာထဲမှာရှာပြန်တယ်။ပွဲကင်းထဲမှာလည်းရောက်တယ်။အရေးအယောင်တောင်မတွေ့ဘူး။မိုးထိန်ထိန်လင်းလို့နောက်တနေ့ကူးလာတော့တနေ့လုံးနီးရရွာတွေကိုသွားပြီးဟိုမီးတီဆန်နဲ့ရှာပြန်တယ်။ဒီလုံးနဲ့ထမင်းမမသိခင်မမသိအောင်ဓာတ်တလက်နဲ့ ၃၄ရက်ဆက်ရှာပြီးဘယ်မှမှတတင်းမရတော့စိတ်ပန်းကိုမောနဲ့အင်ကိုပြန်ရောက်လာပြီးအိမ်ရဲမှာလဲတော့တာပဲခင်မင်းနဲ့သူတွေကအင်ကိုလာပြီးစေဝါတိုက်ကြတယ်ထမင်းဟင်းချက်ကျွေးကြတယ်မခင်မြေရဲ့အမေဟာအဲ့ဒီညကလေးကရွာကိုပြန်မလာတော့ဘူးသူ့အင်ကပစ္စည်းတွေလည်းအလုံးတင်သွားတယ်အင်ကိုအခွန်ကြီးပဲခြံထားတယ်ဧကန္ဓတရက်တကြီးကိုမခင်မြင့်ကိုပါခေါ်ပြီးပြေးတာနဲ့တူတယ်လို့ရင်းနှီးတဲ့သူတွေကသူ့ကိုပြောကြတယ် အင်းသူကြီးကလာကြည့်ပြီးမမတုံးသုံးဖို့ငွေ20ချက်ပေးသွားတယ်။နေကောင်းလာတဲ့အခါမှာအလုတ်ကိုဆက်လုပ်ဖို့နဲ့သူ့စီမှာပဲနေဖို့လဲပြောသွားတယ်။ကိုးရွာအုပ်သူကြီးဥပိုးမေကလည်းရောက်လာပြီးအာမငေပါနဲ့မောင်းထွန်းတင်ရဥရိုကလည်းအမှန်ဖြစ်စေချင်ပါတယ်လို့အပိစကားပြောတယ်။ဒီလို တလှနေပါအချစ်ဝေဒနာနဲ့အိပ်ရတဲ့လဲနေပြီးမောင်းထွန်းတင်ဟာထူးထူးထောင်းထောင်းဖြစ်လာပြန်တယ်။ဒီရင် မခင်မြင့်တင်ထားတဲ့ငွေကလေးကိုထုတ်ယူပြီးရှာပုံတော့ဖွင့်ပြန်ရောအနေအနာကရွာရီမှာတရားဝင်တရားထွက်နဲ့စုံစမ်းနေနညာအိတ်သုံးညာအိတ်ခရီးသွားရတဲ့ရွာရီကိုလေးရောက်တယ်မခင်မြင့်တင်ကတော့စုံစာမြုပ်စာပြောင်းနေတယ်တဲလွန်စားတော့မရဘူးဒီလိုနဲ့အချိန်တွေနှစ်လလောက်ကုန်သွားပြီးဒီနေ့မှာကိုရွာအုပ်တကြီးဥဖို့မေကဒီလိုလို့မောင်းထွန်းတင် မင်းဒီရွာမှာရှိနေရင်ဒီရွာကိုသူတို့လာကြမှာမဟုတ်ဘူးတဲတော့မင်းကတခြားကိုရှောင်နေအောင်သူတို့ဒီရွာကိုပြန်လာရင်ငါအကြောင်းကြားမယ်မလာရင်လဲဘယ်မှာရှိတယ်ဆိုတာငါစုံစမ်းထားမယ်လို့သူ့ကိုခဏတခြားနေရာမှာရှောင်နေဖို့အကြံပေးတယ်အကြီးပေးတဲ့အကြံကို မောင်ထွန်းတင်ကတဘောကြတာနဲ့နောက်တနေ့မှာပဲအမွေဆက်ခံမဲ့သူမရှိတော့တဲ့ကလာဖိုးခွေးနဲ့မဆင်ရင်အင်္ဂလိပ်ကိုငွေ90နဲ့ရောင်းလိုက်ပြီး လွဲအိတ်တစ်လုံးနဲ့ခရီးစားထွက်တယ်။ပထမတော့ဘဲကိုရဲလို့မဟုတ်ဘဲမြစ်ဆက်ရောက်ခါမှဇာတိမြဘကိုရွာကလေးကိုပြန်ကြည့်ချင်တဲ့စိတ်ကပေါ်လာပြီးမြဘကိုကိုထွက်ခဲ့တယ်။သူငငယ်ရုံးကမမိထားတဲ့အတိုင်းမထောက်ကိုလာခဲ့တယ်။ဘုရားယုံမှာအိတ်ပြီးညောင်လေးပင်ကိုရထားနဲ့လိုက်ခဲ့တယ်။ညောင်လေးပင်ရောက်တော့သူ့အပေါ်မှာဂယုနာရှိလာပြီးစေးယုံမှာသူ့ကိုမွေးစားမယ်လို့ပြောတဲ့မိမချောကြီးကိုတတိယရာနဲ့တွေ့လို့တွေ့ညာလျှောက်ပြေးလိုက်ရှာတယ်။ မိမကြီးချောချောခက်ခက်တွေ့တိုင်းကြည့်မိတာပဲနစ်တွေကလည်းကြားပြီမိမချောကြီးရှိပါဦးမလားရှိလို့တွေ့ရင်ကိုမက်ပြပါမလားအဲ့ဒီညညောင်လေးပင်ဘုရားမပဲအိပ်ပြီးမိုးလင်းတော့မြောက်ဖက်သွားတဲ့မိရထားကိုစီးပြီးပင်းတွေကုန်းမှာဆင်းနေပင်းတွေကုန်းကမြတ်ပကိုးကိုသွားဖို့ကတော့မခက်တော့ဘူးမြတ်ပကိုးရောက်တဲ့အခါသူငယ်ငယ်ကနေခဲ့ဘူးတဲ့မြတ်ပကိုးမဟုတ်ပဲအများကြီးပြောင်းလဲနေတဲ့မြတ်ပကိုးကိုတွေ့ရတယ် သူ့အဖေနဲ့မိတွေးလည်းမရှိကြတော့ဘူးသူတို့နေတဲ့နေအိမ်နေရာမှာတခြားသူမသိတဲ့သူတွေကအိမ်အသက်ဆောက်ပြီးနေကြတယ်အသက်အရွယ်ကြီးတဲ့လူကြီးပိုင်းကဥပျော့ဒေါဖော့ကိုတော့တိကြပါရဲ့သူ့ကိုတော့မသိကြဘူးရွယ်တူဒန်းတူတွေတဲကလည်းသူသိတဲ့သူတယောက်မှမရှိဘူးဆဲအိမ်ကောင်းအိမ်မှာနေညတာအိပ်ပြီးညောင်လေးပင်ကိုပြန်လာခဲ့ရောညောင်လေးပင်ရောက်တော့ဆန်စစ်တဆက်မှာစပါးသေးဆန်အိတ်ထန်းတဲ့အလုပ်ကိုဝင်လုပ်တယ် ဒီအလုတ်ကအိတ်စရာ စားစရာအပြင်ငွေကလေးကလည်းရသေးတယ်။ဆန်စစ်မှာလေးလားလောက်ကြာတော့မခင်မြင့်တန်ရောစင်ကျိုးကဆွဲခေါ်နေတာနဲ့ဒုံစည်ရက်ကိုပြန်လာလိုက်တယ်။ဒုံစည်ရောက်တော့မခင်မြင့်တဲ့တင်ပဲအကြီးတကြီးစုံစမ်းတယ်။ဒါပေမဲ့ဘာတဲ့တင်မှမရဘူး။ဒါနဲ့ကိုရွာအုပ်တကြီးဥဖို့မဲ့ကိုကတော့ပြီးခြေဦးတဲရလွင့်ပြန်တယ်။ဒီတစ်ခေါက်တော့မြို့တကားကိုခြေဆန့်ကြည့်တယ်။ဆန်စစ်တွေကုံယုံနေမှဝင်ပြေး ထမ်းရောင်အိုးရတဲ့အလုပ်မျိုးတွေကိုလည်းထရီးသွားဟန်လွှဲလုပ်သွားတယ်။သူ့အဖို့စဘာကိုတောင်အစွန်းကနေရာတွေကအိတ်ဆရာနေရာတွေဖြစ်လာတယ်။ထမင်းကတော့မြို့ရိုက်မှာဆိုင်ရှိလို့သူကမပူလာဘူး။ရောက်ရအရက်တိုင်းမှာမခင်မြင့်ကိုတွေ့များတွေ့မလားလို့အမြင့်တတိထားပြီးကြည်တယ်။ဒီလိုနဲ့တဆောင်းကုန်ပြေးတနွေကူလာတော့ဒုံစည်းရွာကလေးကိုရောက်လာပြန်တယ်။ဒါပေမဲ့မခင်မြင့်အကြောင်းတော့ဘာမှမကြားရဘူး။ ဓာတ်နဲ့ဒုံစရစ်မှာစမ်းစမ်းမနေနိုင်ပဲလွန့်သွားပြန်တယ်။ဒီတစ်ခေါက်တော့အထက်အောက်တော်တော်နှက်နှံကိုရောက်ခဲ့တယ်။တကူကြီးဖရားတွေလည်းဖူးရတယ်။ဖရားရောက်တိုင်းသူ့တောင်းတဲ့ဆုကတော့မခင်မြင့်နဲ့တွေ့ရပါစေ။ပေါင်းရပါစေဆိုတဲ့ဆုပဲ။ဆန်ဆက်ရှိရင်သူ့အတွက်အလုကမရှာဘူး။ဒါကြောင့်တွန်းချင်တဲ့စီသွားပြီးရောက်ချင်တဲ့စီရောက်နေပြီမဲ့အလုတ်အတွက်နဲ့အစားအတွက်ကဘာမှမပူရဘူးဒီလိုနဲ့တမျိုးကတမျိုးကူပြီး စိတ်လေးတိုင်းသွားမိသွားရသွားရကနေနောက်တနေ့ຫນွေဥပောက်တာနဲ့ဒုံစီရွာကိုရောက်လာပြန်ရောဒီတစ်ခါပြန်ရောက်တော့ကိုရွာအုပ်ကကြီးကစီးပြီးမောက်ထွန်းတင်မင်းမခင်မြင့်ကိုအခုထိဆွဲတော့မဲလားလို့မေးတယ်ဒီတော့မောက်ထွန်းတင်ကကျွန်တော်အဖြစ်ဟာမနေ့ကဖြစ်တဲ့အဖြစ်လို့အောက်မိပါတယ်လို့ပြန်ပြောလိုက်တယ်ဒီတော့တကြီးကမင်းဒီလောက်တွေ့ချင်နေတဲ့မခင်မြင့်ကိုတွေ့ရမှာပေါ့ကွာမနေ့ဖြန့် ငါလဲကိစ္စနဲ့အဲ့ဒီကိုသွားမလို့မင်းဦးလေးနဲ့လက်ခဲတော့မခင်မြင့်တန်စိတ်ရွာမှာရှိတဲ့ဦးရဲ့ညီကအဲ့ဒီရွာကတကြီးပဲဟိုချရင်မင်းစိတ်ထင်ရဘာမှမလုပ်ရဘူးဦးစကားကိုနားထောင်မဲဆိုမှဦးကိုတိုင်မခင်မြင့်ရှိတဲ့အိမ်ကိုအရောက်ပို့ပေးမယ်လို့ပြောတယ်ဒီစကားကိုကြားတော့မောက်ထွန်းတင်ဟာဦးဖိုးမဲကိုဦးအကျဉ်းချင်းချချင်တဲ့စိတ်တွေပေါ်လာတယ်သူ့ကိုဟာလဲဝမ်းသာတဲ့ပီတိနဲ့ အင်မတန်ပေါ့ပါဖြက်လက်သွားတယ်လို့ထင်မိတယ်။မခင်မြစ်ကလေးအိမ်များနေမလား။ငါ့ကိုတွေ့ရင်သူ့ခမယာဘယ်တလောက်ဝမ်းသာနေရှာမလဲလို့တွေးလိုက်တယ်။ဒါကြောင့်ဥဖိုးမဲ့လူကျင်တဲ့ဂတိကိုသူကမျက်မြန်ကြီးပေးလိုက်တယ်။တကြီးအိမ်မှာအဲ့ရတဲ့အဲ့ဒီညဟာတခြားညတွေနဲ့မတူဘဲညတာရှိမူလင်းခဲလာတဲ့ညကြီးလို့မောင်ထွန်းတင်ထင်မိတယ်။မခင်မြစ်အကြောင်းတောင်စွန်ရေမရတွေးနေတာနဲ့ ဘုံကြီးเจ้าကအာယုန်တက်တုံးခောက်တဲ့အထိသူတမီးမှအိမ်မပြောသေးဘူးဒီအချိန်မှာတကြီးကအိယာကထပြီး ခရီးထွက်ဖို့အတွက်တပည့်တွေနဲ့လေတက်ပြင်နေပြီသူတို့လေကလေးကရေဆန်ကိုလောတက်ရပြီမဲ့နေမွတ်တက်လောက်မှရွှေကျင်ကိုရောက်လာတယ်ဒါရောမောင်ထွန်းတင်ကအင်မတန်နေတယ်လို့ထင်ပြီးအမလို့အမရဖြစ်တာနဲ့ကိုရိုက်တအားဝင်ဝင်လောသေးတယ်တကယ်ကတော့ရေလန်းခရီးကဒီလိုကြတာပါပဲ ရွှေကျင်ရောက်တော့မနေ့စာစားကြပြီးဒီသမားတွေကလေးနှစ်ထားရစ်ခဲ့ပြီးသူနဲ့တကြီးသာလဲတစည်းကိုငားပြီးတန်စစ်ကိုလာခဲ့ကြတယ်။ညနေ9နာရီလောက်မှာတန်စစ်ရွာတကြီးအိမ်ကိုရောက်ကြရောတန်စစ်တကြီးကတော့ဖွယ်ဖွယ်ရရချက်ကျွေးတာကိုစားတော့ပြီးလို့လက်ဖက်ရည်ချမ်းဝိုင်းမှာထိုင်မိကြတဲ့အခါကိုရွာအုပ်တကြီးဥဖိုးမေကသူ့ညီတန်စစ်တကြီးကိုအကိုတော့လမ်းကြုံတာနဲ့တခုအကျိုးဆောင်ခဲ့တယ်ဟဲ့ တော်တော်ကလေးကြတော့ဟော့ဒီငါတူကိုမင်းမခင်မြင့်တို့အင်ကိုပို့ပေးပါကွာငါပါလိုက်ခဲ့ပါမင်းလို့ပြောလိုက်တယ်ဒီတော့တန်ဆိတ်တကြီးကအော်မခင်မြင့်လားမနေ့ကပဲဆုံးရှာပြီဝုတ်ချွတ်သွားတာပေါ့လေစိတ်တစားယောဂါကတဲကြီးတယ်မိမပဲဒီယောဂါကနှိမ့်ဆက်သွားတာပဲထင်ပါရဲ့တေခါနီးတော် ကိုထွန်းတင်နေတော့ဝေးရပြီလို့တန်တာရင်တေးသွားရှာတယ်လို့ ြန်ပြောတယ်။ဒီစကားကိုကြားလိုက်ရတဲ့အခါမောင်ထွန်းတင်ဟာမိုက်ခနဲဖြစ်သွားတယ်။နောက်မှဘာဗျမခင်မြေဆုံးတလားလို့အက်ကွဲတန်ကြီးနဲ့မေးလိုက်တယ်။ဆုံးရှာပေါ့ကွာသူခမရဝေဒနာကို အတော့ခံစားသွားရတယ်လို့တန်ဆိုင်တကြီးကပြန်ဖြေတယ်။ဒုတိယအကြိမ်ကြားရတဲ့စကားကြောင့်မောင်ထွန်းတင်ဟာအန်ကျိတ်လိုက်ပြီးမြေရီတွေကတော့တားလို့မရဘူး။တုံချလိုက်တယ်လို့ကြဆင်းလာတော့တာပဲ။ ဒီရင်ဥဖို့မေကအေးကွာကြားရတာစိတ်မကောင်းစရာပဲမောင်ထွန်းတင်ကယောက်ျားပဲစိတ်တင်းတင်းထားမင်းရုပ်ပြက်ဆင်းပြက်ဖြစ်နေရင်ဟိုကူသွားလို့မတော်ဘူးလို့တတိပေးတယ်ပြီးတော့တန်ဆက်ရွာတကြီးကိုလေဥဖို့မေကဆက်ပြေးမောင်ထွန်းတင်နဲ့မခင်မြတ်တို့ရဲ့ဖြစ်ကြောင်းကုံစင်ဇလန်းကိုเจ้าตายัวพุ่งจี้เปลี่ยนมาป่วยจริงนี่โดมักขินเมี้ยเยอเมก็ မခင်မြင့်ကိုစပင်းဆွဲခေါ်သွားတဲ့ပုံနဲ့မောင်ထွန်းတင်ကသုံးနှစ်တိုင်တိုင်မိုးမစုံညီမစုံလိုက်ရှာပုံ အခုတည်င်းရလို့တန်စိတ်ရွာကိုရောက်လာပုံအထိရှင်းပြရတယ်။ဒီတော့မှအခြေအနေအလုံးကိုနားလည်သွားတဲ့တန်စိတ်တကြီးကဟုတ်ပြီမေဒီသားအမိဒီကိုလွန်ခဲ့တဲ့သုံးနှစ်လောက်ကရောက်လာကြရဲကမခင်မြင့်ဆိုတဲ့တငယ်မကမအိတ်နိုင်မစားနိုင်တရှုံရှောင်းနဲ့စိတ်ကြစားယောဂါဖြစ်နေတော့ သူ့အမေကြီးကသူ့သမီးစိတ်ပြောင်းသွားအောင်ဆိုပြီးရွာကလှဖေနဲ့အတင်းပေးစားတယ်။လှဖေနဲ့တဇူဇူတပူပူဖြစ်နေရင်လှဖေကစိတ်ညစ်ပြီးဘဲထွက်သွားမှမသိဘူး။လှဖေနဲ့ရတဲ့ကိုဝင်းကမနေ့မနေ့ကသမီးမင်းကလေးမွေးပြီးတွေးတက်တာပဲ။တတိလေလာတော့ကိုထွန်းတင်နေတော့ဒီဘဝဝေးပြီလို့ပြောပြီးပြန်တက်သွားတာအသက်ပါပါသွားတော့တာပဲလို့သူကြားတယ်လို့တစင်ပြန်ပြောပြတယ်ဒီစကားကိုကြားရပြန်တော့ ဒီဘိုင်းတာမကြီးကို လူပြေမှာထားဖို့မကောင်းတော့ဘူးလို့မောင်ထွန်းတင်ကတွေးလိုက်တယ်။ပြီးမှငါမမိုက်လေနဲ့ဒါငါကန်အကြောင်းပဲငါကန်ကဒီလောက်ပဲဆိုးတော့ကိုလို့သူ့ကိုယ်သူတရားချပါရဲ့တရားကြနိုင်ဘူးမရဘူးမရှုနိုင်မကယ်နိုင်ကြီးပဲဒီအချိန်မှာမောင်ထွန်းတင်ရဲ့အရေးကဲကိုကြည်နေတဲ့ဥဖိုးမေကကဲငါတူအတူပါအိမ်တော့သွားကြအောင်ပါဟိုကြရင် ငါမျက်နှာကိုထောက်ပြီးငါတူကအင်ဒရီမဲ့အောင်ဘာမှမလုပ်ပါနဲ့လို့ပြောပြီးထိုင်ရခနေထလိုက်တယ်။ဒီရင်တန်စိတ်တကြီးရောမောင်ထွန်းတင်ပါပူဖို့မဲ့နောက်ကိုလိုက်သွားကြရရော။ဆုံးချေလိုက်ပါမဆင်ပေးခဲ့ကြတဲ့သူတူတယောက်ချင်းစီကို22ပဲကျေးဇူးတင်ရှိပါရရှင်။နောက်အခန်းဆက်တွေကိုလည်းဆက်လက်ပြီးဖတ်ပြပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်အားပေးကြပါအောင်ရှင်။ channel ကို like and subscribe လုပ်ကြဖို့လည်းမမေ့ကြပါနဲ့နော်။